မင်္ဂလာပါဗျကျွန်တော်တို့အမှန်တရားကိုမြင်လို့တဲ့ဓမ္မဘက်ကိုမြင်လို့တဲ့ YouTube channel ရကနေကြိုဆိုပါတယ်ဒီနေရာမှာနာမည်တွေအမျိုးမျိုးဘလို့ပဲကွဲပြားနေပါစေတော်လန်ရေးမှာတစိမ့်တစည်းသားအနေနဲ့ဘယ်နေရာကပဲပါပြီးတော့အာနာရှင်စနစ်ဆိုးကြောင်တွန်းလန်နေပါစေကျွန်တော်တို့အားလုံးပါဝင်နေလို့ဒီနေ့ကျွန်တော် reaction တစ်ခုလုပ်ချင်တယ်အဓိကကတော့ကြောက်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 နေတဲ့လူတွေရဲ့အတန်ကိုကျွန်တော်နားထောင်ကြည့်အောင်ဒုတိယအတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ ဒါကတော့ကျွန်တော်တို့ဒီနေပြီးတော့တက်ကုန်းမြို့နယ်မြမတန်နယ်ရုံမြင့်တန်ကြားဝန်ထမ်းအရာကဝန်ထမ်းအမျိုးသမီးတယောက်ဝန်ထမ်းမျိုးသမီးတော့ပန်းတပိတ်မှာပါဝင်လို့ကျွန်တော်တို့ဖန်ဆီးခံရတဲ့အခြေအနေတွေရှိပါတယ်โอเคเนาะတာကြီးတို့လင်းနေကြောကာလာကြာလို့၅နှစ်အချိန်ရောက်တဲ့အထိအလံပိတ်ပြီးတော့အ딴မတိတ်တဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေကျွတ်တုတ်နိုင်ငံတွေမှာအကုန်ရှိနေတယ် အဲ့ဒီအထဲမှာမှဒီမှာကြောက်ကြောက်ကြောက်နေတဲ့တယောက်ကတော့ဝန်ခံသွားပြီကျွန်တော်တို့ဝန်ထမ်းတွေထဲမှာလည်းဒီလိုမျိုးတွေရှိတယ်ရှိတယ်ဗျအများကြီးပဲကျွန်တော်တို့မြန်မာနိုင်ငံနိုင်ငံသားတွေဓမ္မအာရမကိုတော့ခွဲခြားနိုင်တယ်ထမင်းဖြူကိုစားပြီးနေအတိညာဉ်တရားရှိတဲ့လူတွေဟာဘယ်အကြောင်းအရာမှန်တယ်လဲမှားတယ်လဲဆိုတာကိုကျွန်တော်တို့ဝေဖန်ပိုင်းခြားနိုင်တဲ့ပခုံးနှစ်ဖက်ကြားခေါင်းပေါက်ပြီးတော့စဉ်စားတွေးခေါ်နိုင်စွမ်းရှိတဲ့လူတွေကတော့အမှန်တရားအတွက်ဆိုရင်ရှေ့ကိုဆက်နေအောင်ပါပဲ ံပို့ရဆက်နှောင်းကြည့်အောင်ကျွန်တော်တို့ဒီသတင်းနဲ့ပတ်သက်ရင်ကျွန်တော်တို့ရှေ့မှာရှေ့မှာကျွန်တော်တို့နေ့စဉ်ကျွန်တော်တို့တင်ပြခဲ့ပါတယ်အဲ့တော့ထုတ်တူပါပဲကျွန်တော်တို့ဒီနိုင်ငံတော်နိုင်ငံပိုင်မီဒီယာတွေဖြစ်တဲ့အေးအေးနိုင်ငံပိုင်မီဒီယာတွေလည်းပြည်သူမှမပိုင်တာပဲမြောက်ဒီကလည်းထုတ်ပြန်တာပဲအေးကျွန်တော်တို့ဒီနိုင်ငံပိုင်ကျေးမုံမြမအလင်းကလည်းထုတ်ပြန်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီနေ့မှာကျွန်တော်စကားလေးနည်းပြောချင်တာမြမအလင်းကလည်းထုတ်ပြန်တယ်ကျေးမုံကလည်းထုတ်ပြန်တယ်ကျွန်တော်ငယ်ငယ်တုန်းကတွေ့ ကြုံခဲ့ဘူးတဲ့ဘိုးတထောင်တည်င်းစာဆိုတာရှိသေးတယ်အဲ့ဒီတည်င်းစာတွေအားလုံးဒီကျွန်တော်တို့ကိုယ်တိုင်တော့ဂျင်းထက်ခံရတယ်ဘလို့ပုံစံမျိုးတွေနဲ့ဂျင်းထက်ခံရတယ်ဆိုရင်နိုင်ငံအတွက်အများအတွက်ပြည်သူအားကိုအားထားပြုလောက်တဲ့အစိုးရတရားဟာရှေ့ဆုံးစာမျက်နှာမှာနိုင်ငံတကာတန်တန်တမန်ဆက်ဆံရေးအရာဘယ်နိုင်ငံကဝင်ကြီးနဲ့တွေ့တယ်ဘယ်နိုင်ငံကတန်အမတ်နဲ့တွေ့တယ်ဆိုတဲ့စာမျက်နှာရှိတယ်ဒုတိယစာမျက်နှာမှာနိုင်ငံအတွက် စီယူနီဖောင်းကိုဝစ်ပြီးတော့နေလှဲ့ပြီးတော့လိုအပ်တီများမှားစား၍ခဏတစ်ဖြုတ်ပြန်သွားပါသည်ဆိုတော့ဝင်ကြီးတွေဝင်လေးတွေဗိုလ်ချုပ်တွေရဲ့လုပ်ရက်တွေနဲ့ပတ်သက်နေတဲ့သတင်းစာတွေကိုပဲကျွန်တော်တို့ကဖတ်ရတယ်။ကျွန်တော်တို့အဓိကဖတ်ရမယ့်သတင်းစာကစာမျက်နှာတစ်မျက်နှာပဲရှိတယ်လေကျွန်တော်ဖေပြောဘူးတဲ့။ဟဲ့အောင်နဲ့နောက်ဆုံးစာမျက်နှာ၁၆မှာသွားဖတ်တယ်။မင်းနဲ့ပတ်သက်တဲ့လူတွေလူတွေသေးပြီလေတဲ့။ဒါတကယ်အမှန်တရားတဲ့။ ်ငါတို့အာနာရှင်စနစ်အောက်မှာကြီးပြင်းခဲ့တဲ့လူတွေဟာဘယ်အချိန်ခါမှာပဲဖြစ်ဖြစ်ငါတို့အမှန်တရားကိုသိခြင်းတရင်းသာတဆောင်ရဲ့အနှစ်သာရဟာအာနာရှင်စနစ်စိုးအောက်မှာနိုင်ရေးကြောင်ညာပဲရှိတယ်တကယ်ဟုတ်တယ်ဗျဒါတရင်းသားနဲ့ပတ်သက်ပြီးကျွန်တော်ကကျွန်တော်မြန်မာနိုင်ငံနိုင်ငံသားတွေဘူးသူရရအောင်ကျွန်တော်ပြောပြရတာပါဒါ e-version နဲ့ထုတ်တဲ့တရင်းစာတွေမှာလည်းထုတ်ပြပါတယ်ပြီးသွားရင်ကျွန်တော်တို့ဒါ Telegram တွေ social media platform တွေကနေလည်းပဲကျွန်တော်တို့ထုတ်ပြနေကြပါတယ်အဲတော့ Telegram မှာလည်းကျွန်တော်တို့ ထုတ်ပြန်ပါတယ်အဲ့တော့ဒီပန်းသပိတ်မှာမပါဝင်ကြဖို့အတွက်တနည်းအားဖြင့်ဒီပန်းသပိတ်ဆိုတာတာမန်ကြည့်ရင်တော့တာမန်လို့ထင်ရတယ်ခင်ဗျားတို့မေးပါပေါ့ပန်းသပိတ်လုတ်တယ်ဘာထူးမှလဲပန်းသပိတ်လုတ်တာဟိုတော့မှကြောက်နေတယ်ဆိုရင်ဘာကြောင့်များမင်းတို့လက်နဲ့ဆက်ကွန်ပြီးတော်လန်လို့ရမယ့်အရာမျိုးတွေဒီလိုပန်းသပိတ်လုတ်တဲ့အရာတွေဘာကြောင့်ကြောက်နေတာ ပန်းတပိတ်လုတ်လို့ကြောက်တယ်ဆိုရင်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့တကိုးကြီးဖျားတွေမှာဖျားပန်းကတ်နေတာတွေပန်းတပိတ်လုတ်တယ်ဆိုရင်တော့ဖမ်းလာတာသူတို့ရဲ့ဝင်ကြီးတွေဝင်လေတွေစစ်ဘုံချုပ်တွေရေရာပေါင်း16000နဲ့အမျိုးစုံခြေပြီးနိုင်ငံကိုအာဏာရှင်စနစ်ဆိုးတည်မြဲအောင်လုပ်နေတဲ့အရာတွေကြတော့ပန်းတပိတ်တွေမပါဘူးလားကျွန်တော်မေးကြည့်ရင်လားပန်းတပိတ်ဆိုတဲ့ဥပဒေဘယ်အချိန်လုံးမှမထုတ်ပြန်တယ်လဲဆိုရင်ကျွန်တော်ကိုယ်တိုင် ကျောင်းသားအဖြစ်ကြုံဘူးတဲ့အချိန်လုံးကမြန်မာအခရာတင်ချာအခရာ၃နဲ့ပတ်စံပိ၃ပတ်စံမပိ၄ဖြစ်သွားတယ်ဒါကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေကြုံတွေ့နေရတဲ့လူအခွင့်အရေးကိုစနစ်တကျစော်ကားခံထားရတဲ့အရာတွေအာနာရှင်ဟာသူတို့စနစ်စိုးတည်မြဲဖို့ဆိုရင်နိုင်ငံအတွင်းမှာရှိတဲ့ဥပဒေမကလို့ဘလို့အရာမျိုးပဲဖြစ်ဖြစ်သူတို့လူတဲ့လူနေစု အဆင်ပြေဖို့ချမ်းသာဖို့ကိုပဲဥတီထားတဲ့ဥတွေတွေထုတ်ပြန်တာလာဒါကြောင့်မလို့ဒီကောင်ကကြောက်ကြောက်ကြောက်နေတာဘာကြောင့်ကြောက်ကြောက်ကြောက်နေလဲဆိုတော့ပန်းလေးခေါင်းမှာထိုးပြီးတော့လမ်းပေါ်ထွက်တာတော့ကြောက်နေတယ်ဆိုရင်လက်နဲ့ကင်ပြီးတိုက်ပွဲဝင်နေတဲ့ကျွန်တော်တို့ညီငယ် PDF တွေလက်နဲ့ကင်အဖွဲ့စည်းတွေကိုဘလောက်တောင်းပြန်ကြောက်နေတယ်ဆိုတော့သိဖို့လိုတယ်ဟုတ်တယ်မထူးထိုးတော့လည်းပဲဒါကဘာထူးလဲဆိုတော့ဒီလိုပန်းပန်းတပိတ်လောက်တာကိုမထူးဘူးရဲ့ ထူးဆိုရင်မိမတယောက်ခေါင်းမှာပန်းပန်ပြီးအပြင်ကိုသွားတဲ့အရာဘာကြောင့်မင်းတို့ဖမ်းကြရလဲတစ်ဖက်မှာရှိတဲ့ဘောမတွေကိုကျွန်တော်တချင်မေးကျင်တယ်ခင်ဗျားတို့မအီတွေလဲမိမဆိုတာအလှပကြိုက်တယ်ပန်းလေးထိုးပြီးတော့ကိုယ့်ရဲ့ရီစာလင်းယောက်ျားကိုလှလာဆိုပြီးမေးတဲ့အချိန်ကြီးအောင်ရှိခဲ့ဘူးလေဒီလိုအရာမျိုးတွေကြတော့သူတို့တွေမတိကြလေရော့သလားဘာကြောင့်များပန်းတပိတ်လုတာတော့ကြောက်နေကြတယ် ပိတ်လုပ်ဖို့အတွက်ကကာယကံရှင်ကပန်းသပိတ်လုပ်ပေးပါလို့ပြောတော့မှာပေါ့ဒီလက်ရှိဒီအချမ်းဘက်ကိုကျူးလွန်နေတဲ့အချမ်းဘက်ဒီအချမ်းဘက်အုပ်စုတွေအချမ်းဘက်ကိုကျူးလွန်အောင်နောက်ကနေပြီးတော့ဒီရောက်ထိုးပိတ်ကောလုပ်သူတွေပန်ပိုးသူတွေအချမ်းဘက်အုပ်စုတွေကဒီရက်ဒီရက်မှာပန်းသပိတ်လုပ်ကြပါလို့သူတို့ကလှုပ်ဆော်တာတာမန်ကိစ္စမဟုတ်ဗျာအချမ်းဘက်အုပ်စုတွေကလှုပ်ဆော်တာတနည်းအားဖြင့်ကာကန်ရှင်ကတော့ဗျာအာကျွန်တော်မွေးနေ့အတွက်အဆူတောင်းပေးကြပါလှုပ်ပေးပါဒါပြဿနာမရှိဘူး ိုင်ငံရှင်ကအပြင်ဘက်ရောက်လာလို့ကိုင်ငံရှင်တောင်းဆိုပြဿနာမရှိဘူးဒါကဒီအကြမ်းဖက်အုပ်စုတွေကဒီပြည်တွင်းမှာမငြိမ်မသက်ဖြစ်အောင်အများနဲ့ကျွန်တော်တို့ဒီဟာနဲ့ပတ်သက်ပြီးတော့စစ်ဆေးမပြတ်လှုပ်ရှားနိုင်အောင်လုပ်တာအဲ့ဒီမှာအချို့ဒီမန္တလေးမှာဆိုရင်လည်းပဲဒါဒီလှုပ်ရှားမှုတွေမှာပါဝင်တဲ့အချို့အချို့ကျွန်တော်တို့ထိန်းသိမ်းကြီးခံခဲ့ရတယ်အပြင်ကျွန်တော်အခြားသောနေရာမှာလည်းရှိတယ်ဒါဒီနေ့မှာတော့ကျွန်တော်အများကြီးတော့ကျွန်တော်မတွေ့ရဘူးကဲမိမိလိုချင်တဲ့အရာတစ်ခုကိုရဖို့အတွက်လူတွေဟာ ဘုရားဟောတဲ့၅ပါးတီတာတွေမှာတစ်ခုရှိတယ်လူတွေအကျူးလွန်ဆုံးကံဟာမုတဝါဒကံတယ်ဒီမုတဝါဒကံကိုကျူးလွန်မှဝေကောင်းစားလာဝေရမယ်ထမင်းတွေစားလို့နတ်မှန်မယ်အခုမြန်မာနိုင်ငံတွင်းမှာကြုံတွေ့နေရတဲ့အခြေအနေကငါအသက်ရှင်ဖို့အတွက်တောင်မှဒီလိုမျိုးမုတဝါဒကံကိုကျူးလွန်မှဖြစ်မယ်ဆိုတော့ဒါကြောင်စိုးဦးကသူကတေချာကိုပြောပြပြောပြသွားတာ။ဘာကြောင့်လဲဆိုရင်နှစ်ရှစ်အသက်80အမေစုငွေးနေမှာပန်းတပိတ်လှုပ်သွားတာ တနိုင်ငံလုံးမှာရှိတဲ့တနက်ကင်အဖွဲ့ကြီးနေရာအတူတူနဲ့ကျွန်တော်တို့စာတွေကမ်းပြီးပန်းတွေကိုဈေးတွေထဲမှာကျဲသွားတဲ့ဗီဒီယိုဖိုင်တော်မှဒီကောင်မမြင်ဘူးကျွန်တော်အမြင်တော့သူတို့ဒီလေနေရာတနေရာထဲမှာပဲနေပြီးတော့အပေါ်ကနေကျိုးဆွဲခံပြီးတော့အသက်ရှင်ဖို့အတွက်អော်ပေးနေရတဲ့ lobby အဆင့်လောက်ပဲရှိတယ်ဒီ lobby ဆိုတဲ့အရာမှာလဲကျွန်တော်တို့ကလည်း lobby ပဲ lobby လုတ်တဲ့နေရာမှာမှန်ကန်တဲ့ lobby ဖြစ်ဖို့လိုတယ် မမှန်တရားကို လက်ကင်ထားပြီးအမှန်တရားကို ဖုံးကျင်ပြီးတော့မိမိမိသားစုကောင်းစားဖို့မိမိနာမည်ကြီးထင်ပေါ်ဖို့လုပ်နေတဲ့အောက်တန်းစားနိုင်ငံရေးသားအမိခံနေတဲ့လူတန်းစားတွေလည်းဒီလိုကောင်းစားမျိုးတွေနဲ့တူတထထဲလိုကြောက်ကတော့မြင်တယ်မတွေ့ရဘူးအဲ့နည်းနည်းလေးပဲတွေ့ရတယ်။နည်းနည်းလေးပဲကျွန်တော်လူကြီးတွေနဲ့ပါတယ်။ကျွန်တော်တို့ဒီမန္တလေးဒေသကြီးမှာဆိုရင်ဒီမန္တလေးမြို့ပေါ်မှာဆိုရင်တော့ကျွန်တော်တက်ရောက်တော့ပဲတွေ့ရတယ်။တက်ရောက်နှစ်ယောက်ပေါ့ကျွန်တော်တို့တော့ပဲတွေ့ရတယ်။ရန်ကုန်မှာလည်းကျွန်တော်တို့မတွေ့ရဘူး။မလို့ရှိရင်လည်းတက်ရောက်တော့လို့ရှိမယ်။ တော့ထူးထူးခြားခြားအနေနဲ့ကျွန်တော်တို့ဒီနေပြည်တော်မှာထပ်တွေ့ရတာပေါ့ဗျာနေပြည်တော်မှာထပ်တွေ့ရတယ်နေပြည်တော်မှာထပ်တွေ့ရတဲ့အခါကျတော့လေကျွန်တော်တို့ညာဒီနိုင်ငံပိုင်မီဒီယာတွေကျွန်တော်တို့ဒီ TV ကြည့်တဲ့အခါမှာဒီကျွန်တော်တို့ဒီဖုန်းကနေကျွန်တော်တို့ဒီတောက်လျှောက်ဖတ်တဲ့အခါမှာတွေ့ရတာကျွန်တော်မျက်လုံးပြူပါတယ်ဘယ်ရလဲပေါ့ကျွန်တော်ကြည့်လိုက်တယ်ဟာကြည့်လိုက်တော့ဟုတ်တယ်ပေါ့ပြောနေတာတော့ဟာဒီလိုဖြစ်နေတာကျွန်တော်အံ့ဩပါတယ်ဘာကြောင့်လဲဆိုတော့မင်းတို့ကနိုင်ငံကောင်းဆောင်လုပ်မယ့်ကောင်ဒါဒီ channel နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နိုင်ငံပိုင်မီဒီယာလည်းမီဒီယာတွေလည်းထုတ်ပြန်နေတယ် ပြီးကျွန်တော်တို့ဒီ social platform တွေလည်းထုတ်ပြန်နေတောက်လျှောက်ဒီကိစ္စကိုမမြင်ကြတော့အကြောင်းမရှိပါဘူးအဲ့တော့သတင်းဖြစ်စဉ်ကိုတင်ပြပါမယ်ဇွန်လ22ရက်နေ့ကကျွန်တော်တို့ဒီနှင်းရင်ဖြူအဲ့တော့နှင်းရင်ဖြူရဲ့ Facebook အကောင့်ပိုင်ရှင်ဖြစ်တဲ့သူကနေပြီးတော့နေပြီးတော့ပြည်အောင်စုနေမြေတက်ကုန်းမြို့နယ်မြမအတန်နဲ့ရုံမြင်သားကြားဝန်းအိမ်ယာမှာနေတဲ့နှင်းရင်ဖြူခနှောင်း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 ကိုခုနှစ်ရက်အဲနှောင်းနှောင်းကိုည9:30မိနစ်50အချိန်မှာတဲ့သက်ဆိုင်ရာရဲစခန်းအသီးသီးမှာကျွန်တော်တရားဥပဒေနဲ့အညီ ဖန်စီထိန်သိမ်းအမှုဖွင့်အရေးယူခဲ့ပါတယ်လို့ဖော်ပြထားတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီမြမတန်နဲ့ရုပ်မြေတန်ကြောင့်အိမ်ရမှာနေလဲဆိုတော့ကသူရဲ့ဒီဝန်ထမ်းမိသားစုတွေပဲနေလို့ရတာပါဝန်ထမ်းတွေပဲနေလို့ရတာပေါ့ဗျာဝန်ထမ်းတွေပဲနေလို့ရတဲ့နေရာပါအဲ့တော့ဒါအကြီးအကျယ်ဖြင့်ကျွန်တော်တို့ဒါမြမအတိုင်ရဲ့ဝန်ထမ်းပါဝန်ထမ်းဖန်စီခံရတယ်လို့ကျွန်တော်တို့နားလည်ပါတယ်ဝန်ခံတယ်ဝန်ခံတယ်ဒီကောင်းဝန်ခံတယ်ကျွန်တော်တို့မြမအတန်ရဲ့ဝန်ထမ်းအဖန်းစီခံရတယ်ကျွန်တော်ခဏခဏပြောမယ်ဗျာအမှန်နဲ့အမှားဆိုတော့လူတိုင်းကသဘောပေါက်တယ်လူတိုင်းကသိတယ် လေးနှစ်ကျော်ကာလကြာလို့ငါးနှစ်ကျော်ဖြစ်နေငါးနှစ်လောက်ရောက်နေတဲ့အချိန်ခါမျိုးမှာတော့အလံကိုလိတ်ပြီးတော့အတန်မတိတ်တဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအများကြီးရှိတယ်။အဲ့ဒီအရာအပေါ်မှာကျွန်တော်တို့အမှန်တရားဘက်မှာကြိုက်ပါတယ်အမှန်တရားကိုမျက်နှိုးပါတယ်ဆိုတော့လူတွေကတွေးထားရမယ်အတွေးခေါ်တိုက်နေရတဲ့အချိန်မှာတိုက်ရမှာဗျ။မူဝါဒတွေစီမင်းစည်းကမ်းတွေဥပဒေတွေဆိုတာဒီအချိန်မှာဗျယ်လျမ်းဆင်းနေတာ။ဘာကြောင့်လဲဆိုရင်ခမည်းလဲဘာကောင်းမှမဟုတ်ဘူးကျုပ်တို့လည်းဘာကောင်းမှမဟုတ်ဘူး တုတ်တုတ်သိရမယ့်အရာကနိုင်ငံအာဏာရှင်စနစ်အောက်ကလွတ်မြောက်ဖို့ဆိုရင်ဘယ်သူမှဘာမှမဟုတ်ဘူးယာတုလည်းမရှိဘူးယာကန်လည်းမရှိဘူးငါတို့အားလုံးနိုင်ငံကောင်းကောင်းဖို့အတွက်လုပ်နေတဲ့ကြုံနေလို့ပဲသတ်မှတ်ထားဒီနေရာမှာမှကျွန်တော်ခဏခဏပြောလို့စကားရှိတယ်ငါပါတစ်စဲထဲ့တဲ့လူလက်နက်ကင်တိုက်ပွဲဝင်တဲ့လူအဲ့ဒီလက်နက်ကင်တိုက်ပွဲဝင်တဲ့လူကိုကူညီနေတဲ့ထောက်ဖို့ပြီးရင်အဲ့ဒီအချက်၃ချက်ကိုအပေါ်ကနေထိတ်ဆုံးကနေနေတဲ့အစိုးရတည်းရဲ့ ဘယ်သူမှဘာမှမဟုတ်ဘူးအားလုံးပွဲပြီးသွားတာနဲ့တုတ်တုတ်ခမားတို့တွေလည်းဘယ်နေရာမှမဝင်ကလို့မရဘူးသူတို့နဲ့တက်ဆိုင်တဲ့နေရာတွေမှာဝင်ကပြီးတော့အစိုးရကောင်းမွန်တဲ့အစိုးရတရက်ဖြစ်အောင်လုပ်ရမယ့်အရာတွေအများကြီးရှိတယ်ဒီလိုအချိန်မျိုးမှာတောင်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေတွေးမအေးဘူးခင်ဗျားတို့ပြောပြောနေကြတွေးမအေးဘူးရင်ပတ်ထဲကစူလောင်နေတဲ့အမှန်တရားတွေ လုံးဝငြိမ်းချမ်းမသွားဘူးဆိုတာဒါလက်တွေ့ပဲလေးစားတယ်ကျွန်တော်တို့ဒီအပြင်ကနေဒီလိုမျိုးပြောနေရတော့မှရှက်ဖို့ကောင်းတယ်နိုင်ငံအတွင်းမှာနေပြီးရန်သူနဲ့ကြော်ချင်းကတ်နေတဲ့အချိန်ခါမျိုးမှာတော့တတိရှိရှိနဲ့ဒီလိုမျိုးတွေလုတ်ပြနေတာကျွန်တော်တို့လေးစားတယ်ဒီလိုလေးစားတဲ့အရာအပိုင်းချရှိနေတယ်လို့ပဲအမှန်တရားကိုမျက်နှိုးပါတယ်ဆိုတော့ကျုပ်တို့ဘက်ကလည်းမှန်ကန်တဲ့အရာတွေကိုချပြရဲဖို့လိုတယ် တတိရှိဖို့လိုတယ်ဒီလိုမျိုးဖနှုတ်ဆဝါသာဖနှဆုပ်စာပြီးပြောနေတဲ့လူရန်စားတွေရဲ့စကားတွေနဲ့လမ်းဆုံးနေတဲ့အထက်မှာခင်ဗျားတို့ကြွတို့အမှန်တရားကိုမြန်လို့ရတဲ့လူတွေမပါပါစေနဲ့လေးစားပါတယ်ညီမ